ဲ့တော့တကြံအကျိုးနဲ့မှာကျွန်တော်တို့တကြံသမင်းပေါ့မော်လမြိုင်ဘက်ကပေါ်တယ်ချက်စားတည်ရည်ပေါ့ပြီးတော့ချက်ထည့်တယ်ပြီးရင်ပြီးရင်ဒီမှာတက်တုံပြီးသားတက်အဲမနောပြုတ်ခိုင်းမှာ6ပေါ့အဲ့တော့ပေါင်းမယ် ိကလိုရတဲ့ဒစီကတော့ကျက်သွန်ရယ်ဥမာဒီငချောက်ရယ်ငချောက်ရှိလို့ရင်သုံးချောင်းနဲ့လည်းရတယ်ပြီးလို့ရှိရင်တည့်ရတီးရယ်ရေမြော်တီးတောက်လေးကြော်ပေါ့အထမင်းကိုကြတော့ကျွန်တော်တို့ရေခဲရေစိတ်လိုရတာတော့အဲ့ဒါလေးပဲဘောလို့ဒီကျက်သွန်ကြီးစီတက်ထားတယ် င်မတော့ဒါမြုပ်ပြီးကြော်လေးကြိုက်စားအရင်ကောင်းတယ်။ဒါမြုပ်ပြီးကြော်ပြီးရင်တက်တက်ခါခါမြင်။ဒီကတော့ဟိုပါဘောစီဟိုပါဘောပလက်ဖြုတ်ထားပြီးမှကြော်တာပိုကောင်းတယ်။အတုံးစင်တူးပါမယ်။ခုဒီ6ကိုလည်းထောင်းလိုက် မှန်ဗမာရီလို့ဆိုလို့ရှိရင်ငချောက်ခုပေါ့နော်ငချောက်ခုမှဒီကနည်းနည်းအချင်းတလေးလေးရအောင်ဟိုပေါ့အလွယ်ကြီးပြောရမယ်ဆိုရင်တည့်ရပြီးထည့်လိုက်တော့ငချောက်ခုအဲကြတော့ငချောက်ခုပုံတော့တူတူပါပဲအားတော့ကျွန်တော်ထည့်ဒီကျက်တော်နွမ်းအောင်ဒီစောင့်တော့နော်ခဏစောင့်ဖောက်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ ထည့်နော်ပြည်ပြီးပေါက်ထားတဲ့ခါလေးတော့တရားပြုလည်းနည်းနည်းနွမ်းအောင်ကြည့်အားမနစ်တော့အားမနစ်ချောင်းရတော့အခုတရားပြုနည်းနည်းနွမ်းအောင်ဆိုတော့ဒီနည်းနည်းနဲ့တရားပြုလေးလည်းနွမ်းအောင်ပြီဆိုတော့ကျွန်တော်တို့ခုနထားထားရတဲ့ခြောက်လေးချက်နော်ဒီလေးပေါ့

ဒီဘက်ကတော့ကျက်သွန်ကျော်လေးတက်တက်ပေါ့ဟိုဒီကျော်လေးရဲ့အာကျန်ကျန်ထမင်းမှာအဓိကဒါတော့ရေခဲနဲ့ရေနဲ့ထမင်းနဲ့စိတ်ဟာစားကြပါအောင်စားစားမလို့နော်ဒီဒါလေးပုံနော်ပြီးရင်ရေကြီးတော့ကတ် 大家好。 အဲ့တော့ငါတော့ရိုးရတာလေးပေါ့ဆောက်ရတော့အောင်ပြီးတော့ရေခဲနဲ့ရေခဲရည်နဲ့စိန်ထားထမင်းဆိုတော့ရှင်းလဲအေးတယ်အခုဒါရိုးရတာလေးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကြံကြိုးနေလိုက်ဖြစ်တာဆိုတော့ဒါလောက်ဆံမယ်ဆိုလည်းပြောစရာကောင်းတယ်စားလို့လည်းကောင်းတယ်အားလုံးပဲတသား